ဟုတ်တယ်အများကြီးပဲကျွန်တော်ဆိုရင်ပြောခံတည်တယ်အများကြီးပဲ မင်းကကတာလဲမင်းနာလားစက်ကလားအမှုပညာလားဆိုကျွန်တော်ပြောခဲ့ခဏခဏဘာလို့လဲဆိုတော့ကျွန်တော်ခလုံးကကခဲ့တူပဲကျွန်တော်တို့ကအဘအုံမစေးရဲ့မျိုးဆက်ဖြစ်တဲ့မွန်ပြည်နယ်မင်းနာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေထိုးတွေကတယ်ပလင်းတွေကတယ်အဲ့လိုပကံတွေလှည့်တဲ့ကျိုးတန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းနာနဲ့မတူတော့ဘူးဘာလို့လဲဆိုတော့စက်ကမင်းနာလို့တော့ဘာလို့ဖြစ်တာအမှန်တမ်းပြောမယ်ဆိုရင်မြမယင်ချင်းမှုဆိုတာအဲအကုန်လုံးခေါင်းကခြေလက်နဲ့အိန္ဒိယကလည်းမြမယင်ချင်းမှုကလည်းတွဲပကလို့ရတာပဲနောက်တိုင်းယင်ချင်းမှုကလည်းမြမယင်ချင်းမှုကလည်းတွဲကလို့ရတယ်ဒါကယင်ချင်းမှုနဲ့ဖလှယ်တာပေါ့နော်အဲ့ဒါကိုထွင်ကတာကျွန် မတို့ကအဲ့လားကျွန်တော်ကိုကျွန်တော်လောယဉ်ကျေးမှုလို့ပဲထင်တာပေါ့နော်အဲ့လိုသူများတွေကလောပြောကြတာပေါ့ဒါကိုလည်းကျွန်တော်လောဘွင့်မိပါဘူးဗျာဟုတ်ကဲ့အော်အဲ့လိုအဲ့လိုပြောရင်တော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့နာမည်ကြီးစုံလို့ထိုးပေါက်တယ်တော့မဟုတ်ပါဘူးကျွန်တော်ဘဝမှာဒါတကူတက်တဲ့အမှုပညာကိုချပြခြင်းတာပါအဲ့ချပြတဲ့အချိန်မှာအပိသက်ကအတိမပြုတ်သွားရင်ကျင်းတတ်ပါပြီဟုတ်ကဲ့ဟာဘူးချစ်ကတကယ်ဒီလိုလုပ်သွားတယ်တကယ်ကိုနှစ်ဖူးကချွေးချင်မကြောက်စူးစမ်းသွားတယ်လို့ပြောပြီးရင်ကျွန်တော်တွေ့တာဒါအောင်နိုင်ရင်တခုပဲဗျာ ီနေ့ပွဲကတော့အထူးစီစဉ်နေတဲ့ကျွန်တော်တို့ကတော့တပင်ရုပ်ရှင်ဂီတာပါเนาะကျွန်တော်တို့သုံးမျိုးပေါင်းဆက်ပြီးတော့ကျွန်တော်တို့မင်းသားတွေနဲ့အကုန်ပြည့်ပြည့်ရွှေရွှေနဲ့ကပ်ပြပြပြမဲ့ပွဲတော်ကြီးဖြစ်ပါလေသူပြောစင်တာတော့ကျွန်တော်တို့ကအဲဆိုရှိုင်းတက်ကိုပေါ့เนาะကျွန်တော်တို့တွေအခုကျွန်တော်မောင်ဖူးချစ်ပေါ့ကျွန်တော်ကသူ့အကတွေတဲ့တင်ပေးတယ်နောက်ပြီးတော့လည်းသူကညီကိုလိုဖြစ်နေတယ်တောက်လျှောက်ရိုက်ကူးရင်းမှာလည်းသူ့ကိုဖြောပြင်းမှုတွေကျွန်တော်တင်ပေးတယ်နောက်ပြီးတော့လည်းသူကလည်းကျွန်တော်လည်းတအားခင်နေချစ်တယ် ။အောင်တဲသွေးပြီးတော့ဒီပွဲမှာကျွန်တော်ကျွန်တော်အခုဖြစ်တဲ့ကိုဇန်ဟင်းလို့ရောနောက်တကဆမ်းမင်းအောင်လို့ဘုန်းလို့အခုလို့ပေါက်ဆက်ပြီးတော့ဒီမှာနှစ်ပါးသွားမှာဘယ်လိုတွေကပြမယ်ဆိုတော့ပိတ်သက်များကိုအမြင်ဆန်းအောင်လို့ကျွန်တော်ကပြမယ်။နောက်ပြီးတော့ကျွန်တော်ကလည်းဒီမှာကျွန်တော်အဖအုံမှုစရဲ့မြည်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာအကအဆန်းလေးတွေတကမှုရှိပါတယ်။ဟုတ်ကဲ့ပါ။ ကျော်အဲကြောင့်မို့လဲအဲ line ပေါ်မှာစုရှုမေးနေကြလားရှိပါတယ်ကျွန်တော်ဗကန်ကတွေနဲ့ကနေတဲ့ mainer တွေကဘာလို့ကမလဲဘယ်လိုတွေတင်ဆက်မလို့မေးနေကြတယ်ကျွန်တော်ကဒီကမှာဒီမှာကျွန်တော်နမူနာအနေနဲ့ကပြမှုရှိပါတယ်ဟုတ်ကဲ့ပါမှန်တော့ပေါ့ဟုတ်ပါတယ်တပင်ကိုကျွန်တော်တို့အခုဆိုရင်အနုပညာသမားတွေတော်တော်လေးကိုပြောင်းမှုတော့ရှိတယ်ဘာလို့လဲဆိုတော့စု ဒီအခုလိုဖြစ်ပြနေတဲ့မူတည်ပြီးတော့လူတွေကလည်းเนาะတထောင်တနေရာလေးပြောင်းသွားလဲနောက်ပြီးတော့လေငွေကြေးပေါ်မှာခက်ခဲတွေဖြစ်ပြီးတော့အမှုပညာမလုပ်တာတွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်မို့လဲဟိုကျွန်တော်ကြတော့လဲဘာဖြစ်လို့အမှုပညာယူတလုံအားကြီးလို့ဒီဒီလမ်းကိုရှောက်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ယူမှတ်ခံပြီးတော့လဲအခုချိန်ဒီကိုရှောက်နေတာအမှန်ပဲပါ။အရင်ကရှိတာပေါ့ရှိတာပေါ့ဟိုတော့ဖူးချစ်ဆိုတော့ကျွန်တော်2000နဲ့ ကျွန်တော်ဟောပေါ့နော်15 16လောကကျွန်တော်ဇက်ထောင်ခဲ့တော့ဆိုရန်ကုန်မှာဆိုရင်အဲ့လိုပဲအဲပိဋကတ်ကြီးကနေတနေတချို့ကိုလိုက်ခဲ့တယ်အားပေးတယ်မန္တလေးဆိုမန္တလေးပေါ့မုံရွာဆိုမုံရွာအဝေးတွေဒီလိုက်အားပေးတယ်ကျွန်တော်အောက်မြန်မာပြည်ကရင်အောက်မြန်မာပြည်စီလိုက်အားပေးတာအခုဆိုကျွန်တော်ရန်ကုန်မှာရက်တည်တာဆိုတော့အခုဆို၃နှစ်ပဲရှိသေးတယ်ပြန်ပြီးတော့တော့ပြန်ရောက်လာတာပါအဲ့ကြောင့်မို့ပြန်ရည်တည်တဲ့အချိန်မှာလည်းကျွန်တော်ထုတ်မှတ်ပေးကြတဲ့ကျွန်တော်တို့စိတ်မဟာမိသားစုပေါ့နော်စိတ်မဟာမိသားစုမတ်ပဒမြားကိခိုင်လို့နော်အမေနီနီလို့ကိုကြည်သီးလို့ပေါ့နော် ဲ့ဒါမှလည်းအကုန်လုံးကကျွန်တော် ပတ်မိုးပြီးတော့ကိုဇိုင်းတို့ကစတင်ကြမှုနဲ့ကျွန်တော်ပြန်ရောက်ရှိတူလာတာပါအခုပြောတယ်ဗျအဲကျွန်တော်တို့အခုရွှေရှင်တပင်ဂီတာဆိုပြီးပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ဖြောပြမဲ့အကလေးကအမြင်ဆမ်းမဲ့အကပါလေဗျကျွန်တော်ဟိုလိုကစိန်မဟာမှာနာမည်ကြီးခဲ့တဲ့ပရိခေယပေါ့နော်ကျွန်တော်တို့အဲကလားကလေးအဲလိုက်လေးတို့ကျွန်တော်မင်းသားတွေကိုပေါင်းပြီးတော့အဲဇော်သားတဲ့ကိုကျွန်တော်တို့ဥစားပေးပြီးတော့ပေါ့နော်ကျွန်တော်တင်ပေးထားတယ်အဲကလေးတို့ကျွန်တော်ဖြောပြမှုရှိတယ်ဗျမပြောနဲ့ तू ကတော့ဘာလို့လဲဆိုတော့ပြိုလိုက်တာလားမပြောနဲ့ तू ကလည်းပူးဗျ ်ဘာလို့အနုပညာကိုယူတုတယ်သူလည်းပါတယ်အဲ့ဒါအခုလှုပ်ကျွန်တော်ကမယ်ကျွန်တော်မရရောက်ကမယ်ကျွန်တော်ကြိုးစားမယ်အဲ့ဒီပြင်ကိုနှစ်ပါးသောပါသူဝင်ကမှာအဲနှစ်ပါးသောပါကိုကမယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းတိုင်းရင်လေတဲ့သူ့ကိုကြိုးစားတယ်သူကလည်းကြိုးစားတယ်ဗျအခုချိန်ထိကိုသူအခုရီကကျင့်နေတော့အကားကျင်းတော့အကိုဒါဟုတ်လားအကိုဒီလိုကရင်မှန်လားလှတယ်လား तू ကလားဘလူကကကိုလှနေတဲ့အတွက်လှတယ်လို့ပဲပြောနေရတယ် โอเคဟောဘယ်လိုပြောမလဲဆိုတော့သူ့တင်ပေးတာကျွန်တော်တယောက်လည်းမဟုတ်ကိုဇန်ကြီးကစပါတယ်အကုန်လုံးကဝိုင်းပန့်ပို့တာဗောနော်ကျွန်တော်ကလည်းပန့်ပို့တယ်ကိုဇန်ကြီးကလည်းပန့်ပို့တယ်တော့ကိုစမ်းမင်းအောင်လို့အကုန်လုံးကဝိုင်းပန့်ပို့ကြတော့ तू ကလည်းတစ်ဖေးစူးစားတာသူများတွေနားပေမဲ့ तू မနားဘူး तू စ조사နေတာအဲ့ဒါလေးကိုကျွန်တော်ပြည်သိဖြစ်တယ်အမှုပြသာဆိုတာယူသွမအောင်မြင်တာလေ तू ကလေရုပ်ရှင်မှာလဲစ조사တော်တော်အခုတပင်မှာလဲလာစ조사တာအဲ့ဒါလေးကိုကျွန်တော်လန်လန်ကြိုးစို့တယ် လူအချင်းပြောင်းလုံးလိုက်ရဆိုတော့အသက်ဆန်းတော့ပုံစံလေးထွက်လာမှာပါဘာလို့လဲဆိုတော့ဟိုလိုကဆိုအဲ့နေရာကိုကိုကျော်ကျော်ဘိုးလူကခဲ့ပူတာဟိုအခုဟာကအဲအခုခေတ်မင်းသားပေါ့နော်ဆိုဆိုက်တက်ကသူကကပြမယ်ဆိုတော့သူ့ဟာအနေနဲ့သူ့ဟန်လေးနဲ့တော့သူ့လှတယ်ဗျကျွန်တော်မနေ့ကတော့ကျင့်လိုက်တဲ့အချိန်မှာသူကလာတည်းရချစ်စရာလဲကောင်းတယ်အကျွန်တော်တို့အနောက်ဝိုက်ပန့်ပူကြတယ်မင်းသားတွေအကုန်လုံးအနောက်ဝိုက်ပန့်ပူပြီးဝိုင်းကကြတယ်အဲ့ချိန်မှာသူကလာကြီးကသူ့မူလီနဲ့သူအေးသနာပူနဲ့နှစ်ယောက်ပေါင်းပြီးတော့ကမှာအဲအဲ့လာကြောင့် အဲပိတ်သက်တွေအခုကြည့်ရမယ်လိုင်းပေါ်မှာလည်းကြည့်ရတော်တော်သေးပြီမှလည်းကြည့်ရမှာအစမ်းလေးတွေမြင်ရမှာပါမြင်စမ်းပေါ့တော်တော်ကျိုးစားလေခုနအထီးကိုကကျင့်နေတော့ကလကောက်ညီလေးနားတော့ဆိုတော့ရတယ်ကိုချွေးရလဲထွက်နမိတ်ကလည်းလူထတာအဲ့လောက်ဆိုရောက်ကနေတာအဲ့လားဒီကိုကျွန်တော်တို့လေးစားရတယ်ဘာလို့ဆိုတော့ကျွန်တော်လည်းသူ့ရွယ်တော့ဆိုတော်တော်ကျိုးစားခဲ့တာဒါပေမဲ့အဲဘယ်လိုကျိုးစားမှုကလည်း ရောက်နေတော့တော့ရောက်ခဲ့တာပေါ့နော်ဒါပေမဲ့အခုအချိန်မှာပြန်ပြီးတော့ဒုတိယတစ်ခေါက်ကျွန်တော်လည်းပြန်ကြိုးစားနေတာသူ့လိုပဲဟုတ်ကဲ့အကားတစ်ခုတီထွန်တဲ့နေရာမှာစနစ်တကြမှုရဲ့အဲနောက်ခေါင်းခေါင်းချေလက်တော့ကျွန်တော်တို့အနုပညာမှာဆိုခေါင်းခေါင်းချေလက်ဒုတိယရေပေါ့မျက်နှာဆဟန်ပန်မှုရာအဆုံးပေါ့နော်အဲ့ဒါတွေကိုအဲလေ့ကျင့်တဲ့နေရာမှာအရေးကြီးဆုံးပဲဗျတခုခုမာရင်မှုရှိွားရင်ထောက်ပြမဲ့လူတွေကများတယ်ဗျအဲ့ကြောင့်မို့ကိုယ်တည်းတတိထားပြီးတော့လုံနေတာပဲဗျဒါပေမဲ့မာရင်မှုဆိုတာလူတိုင်းမကင်းပါဘူးဗျ โอเคပါဟုတ်တယ်အများကြီးပါကျွန်တော်ဆိုရင်ပြောခံတည်တယ်အများကြီးပဲမင်းကကတာလဲမင်းနာလားစက်ကလားအမှုပညာလားဆိုကျွန်တော်ပြောခဲ့ခဏခဏဘာလို့လဲဆိုတော့ကျွန်တော်ခလုံးကကခဲ့တူပဲကျွန်တော်တို့ကအဘအုံမစေးရဲ့မျိုးဆက်ဖြစ်တဲ့မွန်ပြည်နယ်မင်းနာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေလူတွေကတယ်ပလင်းတွေကတယ်အဲ့လိုပကံတွေလှည့်တယ်ကျိုးတန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းနာနဲ့မတူတော့ဘူး ဘာလို့ဆိုတော့စက္ကမင်းသားလို့တို့ဘာလို့ဖြစ်တာအမှန်တမ်းပြောမယ်ဆိုမြမယဉ်ကျေးမှုဆိုတာအဲအကုန်လုံးကောင်းကားခြေလန်းနေအိန္ဒိယကလည်းမြမယဉ်ကျေးမှုကလည်းသွေးပကလို့ရတာပဲနောက်တိုင်းယဉ်ကျေးမှုကလည်းမြမယဉ်ကျေးမှုကလည်းသွေးကလို့ရတယ်ဒါကယဉ်ကျေးမှုနဲ့ဖလှယ်တာပေါ့နော်အဲ့ဒါကိုထွင်ကားတာကျွန်တော်တို့ကအဲ့ဒါကျွန်တော်ကိုကျွန်တော်တို့ယဉ်ကျေးမှုလို့ပဲထင်တာပေါ့နော်အဲ့ဒါကိုသူများတွေကတော့ပြောကြတာပေါ့ဒါကိုလည်းကျွန်တော်တို့ဘွင်မိပါဘူးဗျာဟုတ်ကဲ့စန်တီတီထွင်လာပါခင်ဗျာတကယ်ယဉ်ကျေးမှုကြတော့မဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်တို့ကလည်းကိုတက်တဲ့ကိုအနုပညာလေးနဲ့ကိုကဖြောပြရတဲ့အတွက်ကျွန်တော်ပီတိဖြစ်တယ်ဘာဖြစ်ဆိုတော့အဝပိသက်က အမြင်လေးစမ်းသွားလားဟာဟုတ်တယ်ကောင်းလိုက်လားတမျိုးလေးစမ်းလိုက်တာတမျိုးကြည့်ကောင်းလိုက်တာအဲ့လိုလိုပြောလိုက်တော့ရင်လည်းအေးသွားတယ်ခင်ဗျာ ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဘောမှာကျွန်တော်ပကံလေးကိုလှည့်တာလေးလက်လက်ဒီနဲ့ကစားတာလေးမြီးဒီကစားတာလေးအဲ့ဒါဟုတ်ကဲ့ဟောမြီးပြင်းမှာတော့စကားကျွန်တော်ဟိုတလုံးလောက်ဆိုရင်ပလိုက်တာလို့တော့ဆိုရင်လမ်းပေးမာတီကိုကျွန်တော်ကိုယ်တိုင်ကပြဖြုတ်ပေးခဲ့တယ်ဖူးချေဆိုပြီးတော့မရှက်မကြောက်နဲ့လေအဲ့တော့ကလည်းလူတွေကအဲ့လိုပဲကျွန်တော်အင်တာဗျူးတို့လာပြောတော့ကျွန်တော်ဘာဖြစ်လို့ဆိုလို့ပလိုက်တာလို့တဲ့အတွက်ကျွန်တော်မရှက်မကြောက်နဲ့လုပ်ရတယ်ခိုင်ရတယ်စင်ပေါ်မှာကြောက်လို့လည်းကတာပဲအောက်မှာဆိုတော့ကတာပဲဘာဖြစ်လို့ဆိုတော့အမှုပညာမှာယူသူချင်းဟာအောင်းနိုင်ချင်းပဲလေနောက်ပြီးတော့ကျွန်တော်အောင်မြင်ချင်လို့လည်းမဟုတ်ဘူးဘာဖြစ်လို့ ျွန်တော်တက်တဲ့အမှုပညာကိုပိတ်သက်ကိုချပြလိုက်ရင်အာပိတ်သက်ကအဲခန်းစားမှုတစ်ခုရသွားတယ်ဆိုကျင်းတယ်ဗျာဟုတ်ကဲ့အဲ့ဒီစိတ်တက်နဲ့အများကြီးတော်တော်များတော်တော်များအာတော်တော်နေလာဆိုတာဒီလိုပါဆိုကြတော့ချီးမွမ်းတာလည်းများပါတယ်ကြည့်ရတာလည်းအချို့တော့ဝက်ပါပါတယ်။ဘာဖြစ်ဆိုတော့အမြင်နဲ့မှသူတို့အမြင်နဲ့မှမြမရည်ချင်းမှမြမလိုပဲကတာပဲတွေ့ဘူးလားလေ။ဒီလိုလေးကြီးကလိုက်တော့ဟုတ်ပါမလား။ ဒါဖြစ်နိုင်ပါမလားဟာဒါမလုတ်တင်ဘူးပေါ့လားမြေမရည်ကျင်းမှုဖြတ်စည်းတာဆိုတော့ပါတယ်မဟုတ်ပါဘူးကျွန်တော်တို့လည်းကျွန်တော်တို့တက်တဲ့အမှုပညာလေးနဲ့ဖလှယ်ပြီးတော့လုတ်ပြကပြတာပါအဲအဲ့လာကြီးကိုအစိုးရကြတော့အဲ့လိုကြီးပြောလာကြတော့ကျွန်တော်စိတ်တော့မကောင်းဘူးဒါပေမဲ့ဘွေးမယူပါဘူးခင်ဗျာပါပါတယ်ခင်ဗျာဟုတ်ပါတယ်ဘလူရဲဆိုတော့အောက်ကပရိသတ်ကတယ်အဖေကလက်နဲ့ကတခါကျွန်တော်တပင်စနားမှာကပူတယ်ကျွန်တော်တပင်စနားပြန်ခဲ့တယ်လေအဲ့တော့ကလို့ကလည်းအဲ့လိုပဲအောက်မှာရေးထားကြလားအများကြီးပဲဘာဖြစ်လို့ကျွန်တော်ကအဖေကပကံကြီးလှည့်ပြီးအောက်က dance ကနေကဒါဆက်ကလာဆိုတောင်းမေးကြတယ်နောက်ပြီးတော့လေမြန်မာယဉ်ကျေးမှုအပေါ်ကလေမြန်မာလူကပြီးတော့အဝကျွန်တော် dance ကတော့လေတခါပြောပြန်ဟောပြောလို့ရတယ်ဘာမှမဖြစ်ဘူးလေအရေးကြီးတာကကိုလှုပ်တဲ့လှုပ်ဆောင်ချက်မှာသူများတွေကအာဒါလေးအမြင်ဆန်းသွားတယ်ဟာတဘောတဘောကြလေအပြင်းမခံနေဆိုပြီးပြောရတာကိုယဉ်နေမှာအေးတယ်ဗျအလားလေကျင်းတဲ့။အော်မအဲ့လိုအဲ့လိုပြောရင်တော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့နာမည်ကြီးစုံတို့ထိုးပေါက်တယ်တော့မဟုတ်ပါဘူး။ကျွန်တော်ဘောကမှဒါတကူတက်တဲ့အမှုပညာကိုချပြခြင်းတာပါ။ အချပြတဲ့အချိန်မှာအပိသက်ကအတိမပြုတ်သွားရင်ကျင်းတတ်ပါပြီဟုတ်ကဲ့ဟာဘူးချစ်ကတကယ်ဒီလိုလုပ်ရတယ်တကယ်ဟိုနှစ်ဖူးကချွေးချင်မကြောက်ကိုစ조사သွားတယ်လို့ပြောပြီးရင်ကျွန်တော်တွေ့တာအောင်နိုင်ရင်တခုပဲကိုဗျာဟုတ်ကဲ့ဒီနေ့ကအခါကြီးရက်ကြီးမှာကျွန်တော်တို့ပြောပြင်မှုကအတိုင်းတက်လုံပိတ်သက်ရင်နဲ့ရောက်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်တို့ကတပင်ရုပ်ရှင်ဂီတကဘလူတွေပေါင်းစပ်ပြီးဘလူတွေဖြောပြတဲ့ဆိုတာပိတ်သက်များနောက်မြင်ရအဖြစ်တွေမြင်ရမှာပါ နောက်ပြီးတော့ကျွန်တော်တို့ကလူငယ်လေးတွေအခုဖွဲ့စည်းထားပြီးတော့စ조사ထားတဲ့ဟာကကျွန်တော်တို့မတ်ပရမများလို့အကုန်လုံးဥစည်းထားတာပေါ့နော်တကယ်ကိုပင်ပန်းကြီးစွာနဲ့ကျွန်တော်တို့တွေပွဲမဖြစ်ခင်တည်းကကျွန်တော်တို့ပြင်ဆင်နေတာမနေ့ကဆိုတော့ကျွန်တော်တို့50လာလို့ရင်းနဲ့ကျွန်တော်တို့တွေအကုန်လုံးစုစည်းနဲ့ညဆိုရင်12နိုင်လောက်မှပြန်သွားကြတယ်အဲ့လောက်ထိလုပ်ပြီး조사နေတာအဲ့ဒါကြောင့်မို့အားပေးပါဦးလို့ပြောချင်ရင်လည်းဒီကိုချိုပါလိမ့်ခင်ဗျာကျေးဇူးတင်ပါဟုတ်ကဲ့ပါ thank you